အားလုံးပဲမင်္ဂလာပါကျွန်တော်ကအားကစားဝါနာပါတဲ့အပြင်ကို နောက်ထပ်စိတ်ဝင်စားတဲ့အရာတစ်ခုကတော့ Bluetooth speaker တွေ earbuds တွေ earphone တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတခြင်းနားထောင်ပြီးဆိုလို့ရှိရင်ဒီ speaker ပေးတဲ့ quality ကိုပေါ့နော်ကျွန်တော်ကခံစားတဲ့ဟိုအချင်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအစ်စ်အစ်စ်တွေတွေ့ပြီးဆိုရင်တွားပြီးတော့စမ်းပြီးတော့နားထောင်ကြည့်တယ်လေ့လာကြည့်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကကျွန်တော်ဘယ် earphone တွေဘယ် earbuds တွေကိုဘယ်အချိန်မှာသုံးလဲဆိုတာကိုကျွန်တော် ရှင်းပြပေးမယ် โอเคနံပါတ်1ကတော့ကျွန်တော် Beats Studio Bass Plus နဲ့စာပြီးပြပြမယ်ဒီကောင်လေးကအဲ Beats ပေါ့เนาะ Beats by Dr. Dre ပေါ့เนาะအခုကတော့ Apple ကတော့ဝင်လိုက်ပြီပေါ့เนาะဆိုတော့အရင်တော့ကဒီကောင်ထွက်တော့ကဒီသူ့ရဲ့ base အတန်ကိုကျွန်တော်မကြိုက်ဘူးအဲ့ဒီ series တွေကလေ base တန်အရင်လုံးနေပြီးတော့ clear သိမ့်မဖြစ်ဘူးပေါ့เนาะအနောက်ပိုင်းဒီကောင် Beat Studio Bass တွေကတော့ ဟိုတော်တော်လေးဟို clear ဖြစ်လာတယ်ဗောနော်အဲ့ဒါနဲ့ကျွန်တော်ဒီကောင်လေးဝယ်ပြစ်တယ်ဆိုတော့ဒီကောင်လေးကကျွန်တော်ဘယ်အချိန်မှာသုံးလဲဆိုတော့ဟို solo running လုပ်နေတဲ့အချိန်ပေါ့တယောက်တည်း training စင်းနေတဲ့အချိန်တယောက်တည်းပြေးနေတဲ့အချိန်စပိန်စီးနေတဲ့အချိန်ဟိုဘေးကအတန်နေကျွန်တော်နားမထောင်ခြင်းတဲ့အချိန်ဒီမှာဆိုကျွန်တော်ဒီကောင်သုံးတယ် ဒီကောင်လေးက active noise cancelling ပါတယ်ဒီကောင်လေးတက်ထားတယ်ဆိုလို့ရှိရင်တော်တော်လေးကိုဟိုလုံနေပေါ့เนาะဒီဟိုဟာ silicone tips လေးอ่ะပေါ့เนาะဒါလေးကိုကျွန်တော်တော်တော်လေးဟိုကြိုက်တယ်ဆိုတော့နောက်တစ်ခုကကြတော့သူ့ရဲ့အာသာချက်ကတော့ကျွန်တော်တို့ဒီ case တွေကိုပေါ့เนาะကျွန်တော်တို့ပြန်ထည့်တဲ့အချိန်ကြလို့ရှိရင်အဲတခါတည်းသူက charging မိတယ်ဆိုတော့ Apple ကထုတ်တဲ့ Apple Pro ဆိုလို့ရှိရင်တခါကြလို့ရှိရင်ကျွန်တော်တို့အားသွင်းလို့ရှိရင် charging ကတိတ်မမီဘူး clear ပြန်ပြန်လုပ်ပေးရတယ်သူကအောက်မှာပေါ့နော်ပင်လေးနှစ်ခုကိုတော်တော်ထိမှာဒီကောင်လေးကြတော့ကျွန်တော်တို့ဒီကောင် case တွေကိုတခါတည်းထည့်လိုက်တာ ਨੇ ဟိုအားဝင်နေပေါ့နော်ဆိုတော့ကျွန်တော်ဒီကောင်လေးသုံးပြတဲ့လက်ရှိမှာကျွန်တော်တော်တော်လေးလဲကြိုက်ပါတယ်ဒါပေမဲ့အားနေချက်ကတော့ဒီကောင်ကဟို mic ပေါ့နော်စကားပြောရတာကအရင်ကြီးဒီ airpod airpod လောက်ထိပေါ့နော်အဆင်မပြေဘူးဖြစ်တဲ့အတွက်ဒီကောင်ကတော့ mic အတွက်အသုံးပြုဖို့ကတော့ဟိုတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော် โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ open ear buds ပေါ့เนาะဒီကောင်လေးကတော့ကျွန်တော်တို့ open ear လို့ခေါ်တယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ဘယ်ချိန်လေးမှာသုံးလဲဆိုတော့ကျွန်တော်တို့ group training နေလုပ်တဲ့အချိန်မှာ group running လုပ်နေတဲ့အချိန်မှာဟိုဘေးကပတ်ဝန်းကျင်နေလဲကျွန်တော်စကားပြောမဲ့အချိန်တွေဆိုရင်ဒီကောင်လေးကတော်တော်လေးအဆင်ပြေတယ် trail running ပေါ့เนาะပြေးနေတဲ့အချိန်တွေဆိုရင်အဲတဘာဝဒီဟိုတည့်ရွက်လေးတွေအတန်ကြားခြင်းနဲ့ပြီးတော့တောတောင်တန်းလေးကြားခြင်းနဲ့ပြီးတော့ငှက်တန်းလေးတွေကြားခြင်းနဲ့ဆိုရင်ဒီကောင်လေးကတော်တော်လေးအဆင်ပြေတယ် ပြီးတော့နောက်တစ်ခုကကျွန်တော်စပိန်စီးနေတဲ့အချိန်ဒီမှာလဲသုံးတယ်ဟိုဟိုအဓိကတော့အန်ရယ်ကြုံလာနိုင်နေပေါ့နော်များတဲ့နေရာမှာဆိုရင်ဘေးပတ်ဝန်းကျင်နေအတန်းနေကျွန်တော်တို့ကကြားဖို့လိုတာဖြစ်တဲ့အတွက်ဒီကောင်လေးကျွန်တော်သုံးဖြစ်တယ်ဆိုတော့ဒီကောင်ရဲ့ဒီအာသာချက်ကတော့ပေးရတဲ့ဈေးကတသိန်းဝန်းကျင်ပဲရှိတယ် Shock Open Run Pro တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒီကောင်လေးကတသိန်းဝန်းကျင်လောက်ပဲရှိတယ် ဒီ shock ဆိုလို့ရှိရင်တော့9သိန်း8သိန်းဝန်းကျင်ရှိတယ် music quality က80%လောက်ထိပေါ့နော်ဟိုပေးတယ်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့တန်တယ်လို့ပြောလို့ရတယ်ဗျာပြီးတော့နောက်တစ်ချက်ကကြတော့ mp3 mode ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဒီကောင်းကရေကူးကန်နဲ့မှကျွန်တော်တို့သုံးလို့ရတယ်ကျွန်တော်တို့ bluetooth တွေကဖုန်းနဲ့ဆိုရင်ရေရောက်မှအလုံးမလုပ်ဘူးပေါ့နော်ဒီကောင်းကဒီထဲကိုတခြင်းနေကျွန်တော်တို့ထည့်ထားလို့ရတယ် MP3 မုံနဲ့ကျွန်တော်တို့ဟိုတုံးလို့ရတယ်ရေကူးရေကူးတဲ့အချိန်မှာတုံးလို့ရတယ်ပြီးတော့ကျွန်တော်တို့ရေးတဲ့အချိန်မှာဖုန်းမယူပါဘူးဆိုလို့ရှိရင်လည်းသူ့တည်းက MP3 တခြင်းတွေကိုကျွန်တော်တို့နားထောင်လို့ရတယ်ပေါ့နော်ဆိုတော့အားနေချက်ကတော့ဟို mic အဆင်မပြေဘူးကျွန်တော်တို့ဟိုလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာဒီကောင်နဲ့စကားပြောဖို့ကဘလို့မှဟို mic quality ကတော့တော်တော်လေးကိုအဆင်မပြေဘူး Okay နောက်တစ်ခုကတော့ AirPod 3ဖြစ်ပါတယ်ဆိုတော့ AirPod 3ကတော့ကျွန်တော်ဘယ်အခြေအနေမှာသုံးလဲဆိုတော့ဒီ multitasking လုပ်နေတဲ့အခြေအနေမှာသုံးတယ်ပြီးတော့ဒီကာမောင်းရင်းနဲ့ဖုန်းပြောတဲ့အခြေအနေမှာသုံးတယ်ပြီးတော့ဟိုအလုပ်ထဲမှာဆိုလို့ရှိရင်ဖုန်းကိုတနေရာမှာထားပြီးတော့ဒီ net channel ပဲပေါ့နော်ကျွန်တော်တို့ဖုန်းပြောတဲ့အချိန်ညိုတည်လာတဲ့အချိန်သိအောင်လို့ကျွန်တော်ဒါလေးတွေသုံးပြနေတယ်ဆိုတော့ဒီကောင်က music quality အပိုင်းက okay တယ်အကောင်းဆုံးကြီးမဟုတ်ဘူးဒါပေမဲ့တော်တော်လေးလက်ခံလို့ရတယ် ဆိုတော့ဒီကောင်က noise cancelling တော့မပါဘူးဆိုတော့ဒီကောင်ရဲ့အာသာချက်ကတော့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီတက်ထားလို့ရှင်ရင်ဟိုတက်ထားမှမသိဘူးတနေကုန်တက်ထားလို့ရတယ်ပြီးတော့အပြင်တန်နဲ့ music တန်နဲ့ balance ဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ mic ပေါ့ဒီကောင်ကတော့ mic ပြောရမယ်ဆိုလို့ရှင်တော့တော်တော်လေးကောင်းတယ်ဘယ်ချိန်မှဖြစ်ဖြစ်စူညံတမ်းပဲဖြစ်ဖြစ်လုံးဝဖုန်းနဲ့ပြောနေရတဲ့အတိုင်းပဲဒီ mic သုံးရတာအဆင်ပြေတယ်ပေါ့နော်အားနေချက်ကဘာရှိလဲဆိုတော့ဒီကောင်ရဲ့ဒီ AirPod တွေရဲ့ AirPod Pro တွေရဲ့အားနည်းချက်ကကျွန်တော်တို့ charging case တွေကိုပြန်ထည့်ပြီးဆိုလို့ရှိရင်အားတစ်ခါကျရင်မမိဘူးပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီကောင်အားသွင်းအားဝင်တဲ့ဒီ charging ဒါလေးတွေကပေါ့နော်ငုံလေးတွေကဟိုကျွန်တော်တို့သုံးရင်းနဲ့ဒီချွေးတွေနဲ့ကြီးတွေနဲ့ကျွန်တော်တို့ကပြန်ပြီးတော့တန်ရှင်ရေးဟိုခဏခဏလုံပေးရတယ်မလုံပေးဘူးဆိုလို့ရှိရင်သူတို့ကဒီအားအားမဝင်ဘူးပေါ့နော်တခါတလေအဲ့ကောင်လေးကတော့ကျွန်တော်အားနေချက်တော့တွေ့ရပေါ့နော်။ Okay နောက်ဆုံးတစ်ခုကတော့ကျွန်တော် Bose NC 700ပါဒီကောင်လေးကကျွန်တော်ဘယ်ချိန်နေမှာသုံးလဲဆိုတော့စာဖတ်တဲ့အချိန်နေပြီးတော့တခုခုကျွန်တော် focus လုပ်ပြီးစဉ်းစားရမယ့်အချိန်နေအဲပြောရလို့ရှိရင်တော့ကျွန်တော်ဒီခရီးသွားနေတဲ့အချိန်နေမှာလူလင်းရင်တန်းနေပြောရလို့ရှိရင်ကားတန်းနေနားမထောင်ချင်ဘူးဗျအဲ့ဒါဆိုလို့ရှိရင်ဒီကောင်လေးကျွန်တော်တက်တယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်နေ့လည်နေရင်းနေမှာဒီအိတ်တဲ့အချိန်နေမှာနားကြီးတဲ့အချိန်နေကြုံတဲ့အချိန်ညာကျွန်တော်ဒီကောင်လေးကိုသုံးပြတယ်ပေါ့နော်ဆိုတော့ဒီကောင်ရဲ့ဒီအတန်ထွက်ကတော့ the best ပါကျွန်တော်အကြိုက်ဆုံးပဲ boost ကတော့သူ့ရဲ့ base ကလုံးဝချိုပြီးတော့ boost နားထောင်ပြီးွားရင် တခြား speaker တွေနားထောင်လို့မရတော့ဘူးဆိုတာမှန်ပါတယ်နောက်တစ်ခုကတော့သူ့ရဲ့အားသာချက်လေးကတော့ကျွန်တော်တို့ဒီ noise active noise cancelling ကိုကျွန်တော် level application ကနေချိန်လို့ရတယ်5 time လား8 time လား10 time လား10ဆိုလို့ရှင်တော့လုံးဝပတ်ချတဲ့အတန်ဘာမှမကြတော့ဘူး။နောက်တစ်ခုကကြတော့တနေ့ကုန်ကျွန်တော်တို့နားထောင်လို့လည်းရတယ်။လုံးဝ comfortable ဖြစ်တယ်ဗျာ ဘယ်လိုပြောမလဲပူတာတွေအိုက်တာတွေမဖြစ်ဘူးတစ်ချိန်လုံးကျွန်တော်တို့နားထောင်မယ်ဆိုလဲ comfortable ဖြစ်တယ်ဘက်ထရီအရာကတော့ဒီကောင်18နာရီလောက်ထိနားထောင်လို့ရတယ် single charge ကိုပေါ့နော်ဆိုတော့ကျွန်တော်တော့အကြိုက်ဆုံးပါပဲအားနည်းချက်ကတော့ဈေးနည်းနည်းများပါတယ်အဲ့တော့ဒီလိုတတိဂိုင်းဖို့လိုပါတယ် Okay ဒီနေ့ဗီဒီယိုကတော့ကျွန်တော်လက်ရှိသုံးနေတဲ့ earbuds အကြောင်းလေးပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ပါမယ် bye bye